အခုဆက်ပြီးတော့နိုင်ငံတကာ သတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပြီးသွားမှာပါဒီကနေ့ထိတ်တန့်ရောက်နေတဲ့သတင်းကတော့ Iran Israel သတင်းပဲဖြစ်ပါတယ် Iran နဲ့ Israel ကြားက12ရက်စစ်ပွဲပြီးဆုံးသွားပါပြီလို့ American သမ္မတ Donald Trump ကသူ့ရဲ့ True လူမှုမီဒီယာမှာကြေညာလိုက်ပါတယ်အခုချိန်ကစပြီးဆိုတော့အခုချိန်အဆိုတာကတော့ဒီသမ္မတ Trump post တဲ့အချိန်ကိုဆိုလိုတာပါဒီချိန်ကနေစပြီးတော့6နိုင်လောက်မှ Israel နဲ့ Iran တို့ဟာသူ ို့လဲမစ်ရှင်တွေကို short ချရက်ဆိုင်မှမယ်အရက်ဆိုင်ပါလိမ့်မယ်ပေါ့နော်၁၂နှစ်ကြာတဲ့အခါမှာတော့24ရက်ဒီတကောင်အချိန်ပတ်ဝန်းကျင်မှာတော့စစ်ပွဲတွေကပြီးဆုံးပါလိမ့်မယ်ဆိုပြီးတော့သမရထရမ်ကသူ့ရဲ့လူမှုမီဒီယာအကောင့်မှာဒီကနေ့မနက်ပိုင်းကတင်ထားပါတယ် Riders သတင်းဌာနရဲ့သတင်းတပုတ်ထဲမှာတော့ဒီသမရထရမ်က Israel ဝန်ကြီးချုပ်နေဒယာဟုနဲ့တိုက်ရိုက်စကားပြောခဲ့ပြီးတော့သမရရဲ့အဖွဲ့ကတော့ Iran နဲ့စကားပြောခဲ့တယ်လို့ ဆိုပါတယ်နာမည်မဖော်လိုတဲ့အမေရိကန်အရာရှိတယောက်ကတော့ဒီအစ္စရေးအနေနဲ့အီရန်ကမတိုက်ခိုက်တော့ဘူးဆိုရင်ဆက်တိုက်မှာမဟုတ်ဘူးလို့ပြောပြီးတော့အီရန်ဘက်ကလည်းနောက်ထပ်တိုက်ခိုက်မှာမဟုတ်တော့ဘူးလို့ပြောလိုက်တဲ့အကြောင်း Writers တင်းဌာနကို ပြောထားပါတယ်သမ္မတ Trump ကတော့ဒုံးကျည်တွေနဲ့အဲဒီအပြန်အလှန်ပြစ်ခတ်ပြီးတဲ့နောက်ဆယ့်နှစ်ရဲ့အကြာမှာငြိမ်းချမ်းရေးသဘောတူညီချက်ကို ရယူနိုင်တဲ့အီရန်နဲ့အစ္စရေးနှစ်နိုင်ငံကိုတက်လုံကောင်းတဲ့ ်တတိရှိတယ်ထမက်ကြတယ်လို့ချီးကျူးလိုက်ပါတယ်ဒီငင်းချမ်းရဲ့တည်င်းစကားကြောင့်ကမ္ဘာဈေးကွက်မှာတော့ရေနံဈေးတွေထိုးကျသွားပြီးတခြား stop share ဈေးတွေကတော့ပြန်ပြီးတော့မြင့်တက်လာပါတယ်